မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ2ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ကရင်ပြည်နယ်တန်တောင်ကြီးမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဗရင်အောင်စစ်တင်နှန်းချောင်းကို short တိုက်ဒုံးများနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ရာစစ်တပ်ဘက်ကတိုက်ဆုံထိခိုက်မှုတွေများပြားပြီးတော့ဒူချောင်းအုပ်ကြီးရဲ့နေအိမ်နဲ့တင်နန်းသားအိတ်ဆောင်နှစ်ခုမိလောင်မှုအပါအဝင် အများအပြားထိခိုက်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်စ်လ26ရက်နေ့မနက်10:43မိနစ်ကတန်တောင်ကြီးမြို့မှာရှိတဲ့တမတော်ကြီးတိုက်ခိုက်ရေးကြောင်းဘရင်တော်ကိုတရားခွန်မမရှော့တိုက်တုံးကိုလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ ိုးလုံးစလုံးအဲ့ဒီတိုက်ခိုက်ရေးကြောင်းဝင်းအတွင်းထဲကိုကြက်ရောက်ပောက်ခွဲခဲ့ပြီးတော့စစ်ခွေးအကောင်20ထက်မနည်းပွဲချင်းပြီးတိတ်ဆုံးကအယောက်90ကျော်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ဒါ့အပြင်တင်းတန်းကျောင်းမှာရှိတဲ့လက်နက်ကြီးတွေအထိုင်းနေရာနှစ်ခုထိမှန်ပြသသွားခဲ့ပြီးတော့စာတင်ဆောင်အတွင်းထဲကိုရှော့တိုက်ဒုံများကြက်ရောက်ပောက်ခွဲမှုကြောင့်စာတင်ဆောင်တင်ကြားရေးပစ္စည်းများနဲ့ပရိဘောကပစ္စည်းများထိခိုက်ဆုံးရှုံးမှုတွေရှိတဲ့အပြင်ကား၃စီးလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။အလားတူပဲဒူးချောင်းအုပ်ကြီးရဲ့နေအိမ်နဲ့ တင်တန်းအိတ်ဆောင်တစ်ခုလဲမီးလောင်ကျွမ်းသွားတယ်လို့သိရပါတယ်အလားတူပဲဘရင်တော်တင်တန်းကျောင်းရဲ့ဒူးကျောင်းအုပ်ကြီးပြင်းထန်စွာဒဏ်ရာရရှိကအဲ့ဒီအိမ်မှာရှိတဲ့စစ်သား၃ကောင်လဲပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်အခုရရှိထားတဲ့ထိခိုက်ပျက်စီးမှုအခြေအနေတွေကလည်းကျွန်တော်တို့တွေရည်ရွယ်ပြီးတော့ပြစ်ခတ်ခဲ့တဲ့ပြစ်မှတ်တွေကြီးပဲဖြစ်နေတာကြောင့်ဒါကိုယုံကြည်စွာနဲ့ထုတ်ပြန်ပေးရခြင်းဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့တော်လန်ရေးမှာတက်နိုင်သမျှအစွမ်းကုန်ဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာမို့လို့ပြည်သူတွေဘက်ကလည်းတော်လန်ရေးမှာဆက်လက်ပြီးတော့ဝင်းရံပေးကြဖို့ကိုတိုက်တွန်းချင်ပါတယ်လို့ Brave Warriors ပေါ် Respawn မြန်မာ BWM အဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို Brave Warriors Respawn မြန်မာ BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Force MKCDF Anti-Coup People's Liberation Force ACPLF အဖွဲ့နဲ့ KNLA တပ်မဟာနှင့်တရင်ငါတို့ကပူးပေါင်းကာ BWM ရဲ့ Mission 44အဖြစ်နဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဘရင်အောင်တပ်မတော်ကြီးတိုက်ခိုက်ရေးတင်နန်းကျောင်းဟာမြန်မာပြည်အနေနဲ့အရရက်ကအာရာသိန်းစစ်ကောင်စီရဲ့အဓိကတပ်ရှိထောက်တိုင်တွေဖြစ်တဲ့စစ်တပ်စုမှုတပ်ခွဲမှုနဲ့တိုက်ရင်မှုတင်နန်းများကိုအဓိကပေးနေတဲ့တိုက်ခိုက်ရေးတင်နန်းကျောင်းဖြစ်တဲ့အတွက် တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့ပြောပြထားပါတယ်။ဒါအပြင်ဩဂတ်စ်လ25ရက်နေ့မှာပြန်လည်စတင်ခဲ့တဲ့တင်တန်းမှာစစ်ခွေးအရာရှိ400ကျော်ဟာတင်တန်းတက်ရောက်နေတယ်လို့သတင်းတိကျရတဲ့အတော့တင်တန်းချိန်မှာတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ခွေးတပ်ရဲ့ဩဇာကိုခံပြီးတော့ပြည်သူလူထုကိုနှီးမျိုးစုံနဲ့နှိပ်စက်တပ်ဖြတ်နေတယ်။ စစ်ခွေးတွေရဲ့တန်လေးစစ်အရာရှိတွေကိုလည်းပြည်သူတွေရဲ့ကိုစားတံပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့စစ်ခွေးနောက်လိုက်တို့ဟာလည်းအချိန်မရွေးအတိုက်ခိုက်ခံရကနေရမရွေးအချိန်မရွေးအသက်သေဆုံးနိုင်တယ်ဆိုတော့စိတ်မလုံးဂျုံနဲ့ခံစားချက်ကိုလည်းခံစားရအောင်လို့တမင်ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်လို့အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းရေပြူမြို့နယ်မောရဝတီရေတပ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကို၃ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ရာစစ်ဗိုလ်တအုပ်အပါအဝင်စစ်သား၂ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စလ25ရက်နေ့မှာရေပြူမြို့နယ်မောရဝတီရေတပ်စစ်ဌာနချုပ်ကနေထွက်လာပြီးတော့ဂန်းကော်တောင်ရထားဘူးတာဥပိုင်စီအောင်ချံအနီးမှာကင်းလာယူတဲ့စစ်ခွေးများနဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဩဂတ်စလ26ရက်နေ့မှာ ဥပိုင်စီအောင်ချန်ရုံးမှာတက်ဆွဲထားတဲ့စစ်ခွေးများစုဝင်နေတဲ့အချိန် drone နဲ့ထပ်မံဘုံကျဲတက်ခတ်ရာအကြမ်းဖက်စစ်ခွေးများထိခိုက်ဒေဆုံးမှုတွေများပြားပြီးတော့ဒေဆုံးဒဏ်ရာရတဲ့သူတွေကိုကားနက်စီးနဲ့မောရဝတီရေလက်ဘက်ကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်။ဩဂတ်လ28ရက်နေ့မှာလဲဥပိုင်စီအောင်ချန်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးများဟာ ဆယ်အိမ်စုကြေးရွာဘက်ကိုအင်အား180ဝန်းကျင်နဲ့စစ်ကြောင်းထိုးလာတဲ့အချိန်တော်လိုင်းပူပေါင်းတပ်ဖွဲ့များကပစ်ခတ်တိုက်ခတ်ရာညနေ3နာရီခွဲကနေပြီးတော့4နာရီခွဲအထိအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲတွဲမှာစစ်ခွေးတွေဘက်ကစစ်ဗိုလ်တအုပ်နဲ့တပ်သားတအုပ်တို့တိုက်ဆုံပြီးတော့၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မောရဝတီရေတပ်ကနေပြီးတော့စစ်ကြောင်းထိုးလာတာဥပိုင်စီယုံချံမှာဒီကောင်နေအင်အားစုတယ်အဲ့ဒီကနေမှစစ်ကြောင်းပြန်ထိုးတာ26ရက်နေ့ကနာရီကနဲ့တဲသွားတဲ့သတင်းရော၈ရက်တည်းမှာဖြစ်ခဲ့တဲ့တိုက်ပွဲမှာစစ်ခွေးတိုက် ဆုံးထိခိုက်မှုသတင်းတွေကိုစုံစမ်းနေသေးပါနောက်ဆက်တွဲလဲတိုက်ပွဲတွေဖြစ်နေပါသေးတယ်မိဘပြည်သူတွေအနေနဲ့လဲဘေးကင်းလုံခြုံတဲ့တင်းနေရမှာနေပေးကြပါလိုက်နာပေးကြပါလို့ဒေါနာတက်ခွဲချောင်းရေပြူတောင်ပိုင်းဝင်းဟင်တက်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အလားတူပဲမခွေတိုင်းကမ္မမျိုးရဲစခန်းကိုလက်ပြဘုံနဲ့ပြည်သွင်းတိုက်ခိုက်ရာအချမ်းမစစ်ခွေးတွေဘက်ကထိခိုက်မှုရှိခဲ့တယ်လို့ကမ္မ Revolution Force ကတာဝန်ရှိသူကသတင်းပေးဖို့ပြောကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ30ရက်နေ့ညနေ9:00ခန်းမှာ အကြမ်းဖက်စစ်ခွေးတွေအထိုင်ချတပ်ဆွဲထားတယ်။ကံမမျိုးရဲစခန်းကိုတော်လိုင်းရဲဘော်များကလက်ပစ်ပုံးနှလုံးနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ခွေးတွေဘက်ကလက်နက်ကြီးများနဲ့ပြန်လည်ရန်တပ်ပစ်ခတ်ခဲ့ပြီးတော့တော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်စစ်ခွေးတပ်ကကမ်းမမြို့ပေါ်ကိုကင်းပတ်ပြီးတော့ပြည်သူများကိုဆဲဆူချိန်ပေါင်းသွားတယ်လို့သိရပါဗျ။စစ်ခွေးတည်တဲ့စင်းကတော့စုံစမ်းနေတော့မှာစစ်ခွေးအင်အားကတော့မူရင်းရှိတာကအယောက်60လောက်ရှိတယ်။ရဲစခန်းထဲမှာစစ်ခွေးမိသားစုတွေငိုတန်နေတော့ကြားရတယ်ပြောတယ်။စစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုရှိနိုင်မှုများပါတယ်။ပြည်သူတွေဖမ်းဆီးတာမျိုးတော့မရှိပါဘူး။ပြည်သူတွေရဲ့ဖုန်းတစ်လုံးကိုတော့ယူသွားတာရှိတယ်လို့ကမ်းမ Revolution Force ကတာဝန်ရှိသူကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းဆလင်းမြို့နယ်ထွေအုပ်ရုံးနဲ့အာထကအကြောင်းတို့မှာအတုရောင်ရွေးကောက်ပွဲမဲပေးစနစ်ကိုတရုတ်ပြရန်ပြင်ဆင်နေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုဘုံခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်လ31ရက်နေ့ည7:00နာရီကမှဆလင်းမြို့ပေါ်မှာရှိတဲ့မြို့နယ်ထွေးအိုးရုံးနဲ့အာထကကျောင်းတို့မှာအတုရောင်ရွေးကောက်ပွဲမဲပေးစနစ်ကိုတရုတ်ပြဖို့အတွက်ပြင်ဆင်နေသူများကိုလုံခြုံရေးယူပေးနေတဲ့စစ်ခွေးများကိုဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုတိုက်ခိုက်မှုအတွင်းမှာစစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးပဲတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ပြောပါတယ်။ကျွန်တော်တို့ဘက်ကအဲ့ဒီနေရာမှာရွေးကောက်ပွဲမဲပေးစနစ်တရုတ်ပြမယ်လို့သတင်းရထားလို့ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ဒီနေရာမှာစစ်ခွေးတွေကကင်းမုံလာလာဝင့်နေတာအင်အားကအနည်းဆုံး10ယောက်နဲ့15ယောက်ကြားလောက်ရှိတယ် အဲ့ဒီလိုမျိုးသတင်းရထားတဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့လောက်ခဲ့တာပါစစ်ခွေးတည်တဲ့အစည်းအင်းကတော့နောက်ဆက်တွဲအခြေအနေကိုတော့မသိရသေးဘူးကျွန်တော်တို့မိုင်းထောင်တဲ့အချိန်မှာကင်းပတ်တာတွေပေါ်တာဆွဲတာတွေနဲ့ပြီးရင်ဆလင်းမျိုးပေါ်မှာအင်အားတွေပြန်ဖြည့်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဘက်ကအတွင်းမိုင်းအထိတော့မိုင်းကိုမထောင်နိုင်ခဲ့ဘူးလို့ဆလင်းမျိုးပြပျောက်ကြား UG ကြားပေါက်အဖွဲ့နဲ့ဆလင်းပကဖယာယီအဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုဆလင်းမျိုးပြ UG ကြားပေါက်နဲ့မဟာမိတ်ညီနောင်အဖွဲ့ဖြစ်တဲ့ဆလင်းပလဖယာယီအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတ ရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဖားကံမြို့မှာစစ်ကောင်စီတပ်ကအရဲသားတွေကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF တပ်ဖွဲ့ဝင်တွေဆိုပြီးတော့ဆွဆွဲပြီးဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကာမိုင်းလုံခင်းလမ်းပိုင်းအတိုင်းပြီးခဲ့တဲ့ဩဂတ်စ်လဇန်ပိုင်းကစပြီးရောစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ခွေးတပ်ဟာဖားကံမြို့ကိုရောက်ရှိပြီးတဲ့နောက်တိုက်ပွဲများဖြစ်ပွားနေပြီးနေရာအချို့မှာစစ်ကြောင်းများနေရာယူထားတယ်လို့သိရပါတယ်။အရဲသားတွေကိုတောက်လျှောက်ကိုလိုက်ဖမ်းတာဗျာ။မရှောင်တဲ့သူတွေအကုန်ပါတယ်။ရှောင်မှာပဲရလိမ့်မယ်။ ဟိုတနေ့ကဆိုရင်အလူအိမ်ကိုဝင်ဖမ်းပြီးတော့လူငယ်တွေကိုဖမ်းခေါ်သွားတာ စစ်ကြောင်းကဘာမှမလုပ်လောက်ပါဘူးဆိုပြီးတော့နေရင်တော့တေချာပေါက်အဖမ်းခံရမှာပဲလို့ဖားကံမြို့ကန်တို့ကပြောပြထားပါတယ်စစ်ခွေတပ်ဟာပြီးခဲ့တဲ့9ရက်လောက်အတွင်းမှာဒေသခံအရက်သားပြည်သူအယောက်40နီးပါးကိုဖမ်းဆီးထားကစစ်ကြောင်းတလျှောက်ခေါ်ဆောင်လာကြောင်းသတင်းရရှိထားပါတယ် KI နဲ့ KPDF တပ်ဖွဲ့ဝင်များနဲ့အချိန်ဆက်ရှိတဲ့သူတို့ဟာဩဂတ်လလယ်လောက်ကစစ်ကောင်စီထံကိုပူးပေါင်းသွားပြီးတဲ့နောက်ဖားကံမြို့ကစစ်အာဏာရှင်စန့်ကျင်ရေးလှုပ်ရှားသူများကိုလိုက်လံပြီးတော့ဖမ်းဆီးနေခြင်းဖြစ်တယ်လို့သတင်းရရှိထားပါတယ် ဖမ်းသွားတဲ့သူတွေကို PDF ဆိုပြီးတော့နှိပ်စက်နေတယ်လို့ကြားတယ်။ဂျန်တဲ့သူတွေကိုလည်းစစ်ကြောင်းရဲ့ရှေ့ကနေတွားခိုင်းနေတယ်။ဒီတစ်ခေါက်ကဖားကမျိုးပေါ်ကိုပြန်ထိန်းချုပ်ဖို့အတွက်ရည်မှန်းထားဖို့ရတယ်။ တော်တော်လေးကိုရရဆက်ဆက်လုံနေတာပါလို့ဖားကံမြို့ပေါ်ကစစ်ဆောင်လာသူတို့ကပြန်လည်ပြောပြထားပါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာစက်တမလာ၁ရက်နေ့မနက်ပိုင်းမှာမရှိကထောင်ရက်ကွက်အတွင်းရောက်ရှိလာပြီးတော့ဒေသခံအမျိုးသားတအုပ်ကိုတနက်နဲ့ပြစ်ခတ်တပ်ဖြတ်သွားတယ်လို့ဒေသခံများကအတည်ပြုပြောကြားထားပါတယ်။ပြီးခဲ့တဲ့ဩဂတ်လ25ရက်နေ့ကလည်းဖားကံမြို့မော်ဝမ်းရက်ကွက်မှာရှိတဲ့ပန်းတင်ဒရန်းနဲ့ဈေးအနီးမှာတနက်နဲ့ပြစ်ခတ်သွားရာဈေးတဲတအုပ်အပါအဝင်အရက်သားပြည်သူ၂ဦးတေဆုံးခဲ့ရတယ်လို့သိရပါတယ်။ မနေ့ကနေကင်းပိုင်းမှာတော့ဖားကန့်ရဲစခန်းထဲကိုစစ်ခွေးတွေဝင်နေကြတယ်အဲ့ဒီကနေဘယ်ကိုဆက်ထွက်မလဲတော့မသိဘူးလက်ရှိမှာဒီကောင်နေလှုပ်ရှားစစ်ကြောင်းနှစ်ကြောင်းရှိနေတယ်လို့ KPDF နဲ့နှိဆက်သူကပြောပါတယ်အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာ KPDF uniform များနဲ့စစ်ရေးလှုပ်ရှားနေတဲ့အတွက်သတိပြုကြရန် KIA နဲ့ KPDF ကသတိပေးထားပါတယ် ဩဂတ်လ23ရက်နေ့မှာ KI နဲ့ KPDF ကကြားဖြတ်တိုက်ခိုက်မှုမှာလဲကားတစ်စီးနဲ့ drone ၅စင်းကိုတင်းယူနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။အဲဒီစစ်ခွေးစစ်ကြောင်းမှာပါလာတဲ့စစ်မှုရန်တင်းနှန်းစင်းတပ်သားတဲ့များနဲ့ရှမ်းနီ SNA တပ်ဖွဲ့ဝင်များအလင်းဝင်ရောက်လိုပါကကြိုးစုံမှဖြစ်ပြီးတော့ထောက်ပံ့ဂုံပြုငွေများကိုလည်းချင်းမြေပေးမယ်လို့ KPDF ရဲဘော်များကထုတ်ပြန်ကန့်လန့်လာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြို့နယ်အရှိချမ်းမှာရှိတဲ့ကြေးရွာများကိုအကြမ်းဖက်စစ်တပ်က112လေးရင်နဲ့ဘုံ35လုံးကျဲချတိုက်ခိုက်သွားခြင်းကြောင့်ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ1ရက်နေ့ညနေ9:00နာရီခန့်ကစတင်ပြီးတော့စစ်ခွေးတပ်ရဲ့112လေးရင်ကပေါ့မြို့နယ်အရှိချမ်းမှာရှိတဲ့ကြေးရွာများကို ဘုံ35လုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။လက်ရှိအချိန်မှာစစ်ခွေးတိုက်ရဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ခြေရွာနေပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့ပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါဗျ။စစ်ခွေးတွေက112ရင်နဲ့ဇက်တိုက်ပတ်ဝဲပြီးတော့ကိုဘုံကျဲသွားတာပြည်သူတွေလည်းရွာထဲမှာမနေရတော့ဘဲနဲ့တိမ်းရှောင်နေရပါတယ်။ပြည်သူတွေထိခိုက်မှုရှိမရှိကတော့အတိမပြုတ်နိုင်သေးဘူး။ ။ဘုံကျဲတက်ခိုက်တာတော့ဆက်လက်ပြီးတော့လှုပ်ဆောင်မှာဆိုလို့ပြည်သူတွေပြေးနေရတယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်။အလားတူပဲဩဂတ်စ်လ31ရက်နေ့ကလည်းစစ်ခွေးတပ်ကပေါင်းမြုံနယ်အရှိပိုင်းမှာရှိတဲ့ကျေးရွာများကို One Trap လေယာဉ်နဲ့၆ချိန်ဘုံကျဲတက်ခိုက်ခဲ့ပြီးပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးပြည်သူတွေထိခိုက်မှုမရှိဘူးလို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးဝါမျိုးမြေတာတရာဂိတ်မှာတာဝန်ကျနေတဲ့စစ်သားတအုပ်ဟာတနက်ယူဆောင်လာခြင်းမရှိဘဲနဲ့အလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ31ရက်နေ့မှာကလေးဝါမျိုးမြေတာတရာအချမ်းမတ်စစ်ခွေးစစ်စေးရိတ်ဂိတ်ကစစ်သားတအုပ်ဟာတနက်ယူဆောင်လာခြင်းမရှိဘဲနဲ့ចောင်းသားတော်လန်ဟိတ်တတော် SRF ထံကိုဆက်သွယ်ပြီးတော့အလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အလင်းဝင်ရောက်လာတဲ့သူကတနက်တော့ပါမလာဘူးဗျ။ မနေ့ကအလင်းဝင်လာတာပါကျွန်တော်တို့တပ်ဖွဲ့ဝင်ရဲဘော်တွေနဲ့ဆက်သွယ်ပြီးတော့အလင်းဝင်လာတာပါကျွန်တော်တို့ရဲ့နေမြေစခန်းမှာပဲရှိနေသေးပါတယ်လို့ Students Revolution Force ကတာဝန်ရှိသူကရှင်းပြထားပါတယ်အလားတူပဲသခိုင်းတိုင်းသခိုင်းမြို့နယ်ကြာမင်းကြီးရွာနယ်စားတောင်ရွာမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ခွေးစခန်းကစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဟာတနေ့ယူဆောင်လာခြင်းမရှိဘဲနဲ့ထွက်ပြေးအလင်းဝင်ရောက်ခဲ့တယ်လို့ Phoenix SGG မီလီယံကသခိုင်းကတာဝန်ရှိသူကပြောပြလာပါတယ် ဩဂတ်စ်လ31ရက်နေ့မှာသခိုင်းမြို့နယ်ကြာမင်းကြီးရွာနယ်စားတောင်ရွာမှာအထိုင်ချတပ်ဆွဲထားတဲ့စခန်းကစစ်မှုရတပ်သားတဲ့နှစ်ဦးဟာတနက်ယူဆောင်လာခြင်းမရှိဘဲနဲ့ Phoenix SGG မီလီယံကသခိုင်းအဖွဲ့ထံကိုဆက်သွဲပြီးတော့အလင်းဝင်ရောက်လာတယ်လို့သိရပါဗျ။အခုလိုအလင်းဝင်ရောက်လာတဲ့စစ်မှုရတပ်သားတဲ့နှစ်ဦးဟာ ARD တိုင်းဘက်ကဖြစ်ပြီးတော့စစ်မှုရတပ်တန်းတနစ်ခွဲရှိနေပြီဖြစ်တယ်လို့သိရပါဗျ။သခိုင်းမြို့နယ်ကြာမင်းကြီးရွာနယ် စားတော်ရွာအကြားကနေပြီးတော့စစ်ခွေးတွေထိုင်ချထားတဲ့နေရာကနေထွက်ပြေးလာတာပါကျွန်တော်တို့တွားရောက်ပြီးတော့ခေါ်ဆောင်ခဲ့ပါတယ်ဒီကောင်တွေထွက်ပြေးလာတာကိုပြည်သူတယောက်ကနေပြီးတော့ကျွန်တော်တို့စီကိုဆက်သွယ်လာလို့တွားပြီးတော့ခေါ်ပြေးခဲ့ပါတယ်တို့တက်နေတော့ပါမလာဘူးဖုန်းနှလုံးတော့ပါတယ်စစ်မှုထမ်းဖို့တို့ဘာသာတို့ဝင်လာလို့ပြောတယ်စစ်တဲဝင်လာကတနည်းခွဲလောက်ရှိပြီလို့သိရပါတယ်တို့စိတ်နဲ့တို့ဝင်ခဲ့တာပါလို့ဖြေးပါတယ်တင်တန်းကြောင်းကိုတော့တောင်ကြီးမှာတက်ခဲ့တာပါစစ်ခွေးတွေရဲ့ပြည်သူတွေကိုနှိပ်စက်နေတာကိုမကြိုက်လို့ထွက်ပြေးလာတာလို့လည်းပြောပါတယ် သူတို့ကိုပလဖစီကိုပို့ထားပါတယ်။ဂုံပြုတ်ဆုံငွေကတော့ပလဖဘက်ကချင်းမြင့်ပါပါလို့ Phoenix SGG မီလီယံငှက်ဇကိုင်းကတာဝန်ရှိသူကပြောကြားထားပါတယ်။ဆက်လက်ပြီးတော့စစ်ခွေးတပ်မှတာဝန်ထမ်းဆောင်လိုခြင်းမရှိတဲ့စစ်သားများရဲများနဲ့စစ်မှုထမ်းတပ်သားတွေများအနေနဲ့အလင်းဝင်ရောက်လိုပါကနှွေးထွေးစွာကြိုးစားသွားမှာဖြစ်တယ်လို့ Phoenix SGG မီလီယံငှက်ဇကိုင်းကအတိအပေးပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဲ့ဆက်အာနာရှင်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ